မင်္ဂလာပါရှင်ကိုစီတင်းတစီမြို့တော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ယိုးစေးရဲ့အယူသူတော်အပိုင်း53အယူသူတော်နဲ့မဖဲဝါရဲ့မွေးစားသားဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်သူ့နာမည်ကငမုံလေယူးရွာမှာငမုံဆိုတဲ့နာမည်နဲ့လက်ရောက်လူမုံများပြားရဲ့လူချမ်းသာတယောက်ရှိတယ်ငမုံရဲ့အသက်ကခုဆို40ဝန်းကျင်ရှိပြီတင်းတောင်မရှိဘူးလူလူတယောက်ပဲ ရုပ်သွင်ရတော့ခက်ထက်ထန်ရှိပြီးမျက်နှာမှာကြောက်ပေါက်မာတွေနဲ့ကိုဟန်အရက်တင်းတင်းနဲ့ကျဉ်းနေတဲ့အသွင်ရှိတယ်။သူကလေယူးရွာတရွာလုံးငွေနဲ့အုံမိုးစီးနေတာလေ။တရွာလုံးသူနဲ့ကင်းသူမရှိအောင်လုပ်ရင်အားလုံးကိုသူကစူးမှုထားတယ်။သူကမဖဲဝါရဲ့မွေးစားသားရဲ့လို့လေသူ့ကိုခေါ်ဝေါ်သမုတ်ကြတယ်။တကယ်တမ်းမှလေငမုံဘဝကခုလိုပြင့်လာတာမဖဲဝါနဲ့ဆက်နွယ်မှုတချို့ရှိခဲ့တယ်လို့တစ်ဖက်မှာလေသူ့ကိုခင်မဲကူညီခဲ့တဲ့မင်းစာရီကြောင့်လေဖြစ်တယ် ငမုံဒီလိုဒီဘဝမဖြစ်ခင်အကြောင်းမျိုးပြန်ပြောင်းပြောပြပါဦးမယ်။ငမုံရဲ့မုံရံဘဝလေရှင်ဥပဝင်ကိုရိုင်းနှံမှုဖြစ်ခဲ့ရာစတင်တယ်။ဒီတော့ငမုံတက္ကသ16နှစ်ပဲရှိသေးတယ်။ဖခင်ဆုံးပြီးမိခင်နဲ့အတူကြံ့ရည်ရင်းစောင့်ဝင်နေရတဲ့ငမုံတယောက်ရွာရဲလေရှင်အိမ်မှာ သူရင်းငါဝင်လို့ရတယ်။သူသူရင်းငါလို့တဲ့လေရှင်ကကစေးနေတဲ့ဥပဝင်ဆိုတဲ့လူကြီးကုတ်စေးကုတ်လုံးလို့ ဥပဝင်းအိမ်မှာဘသူမှအလုပ်ဝင်မလုပ်ချင်ဘူးဝမ်းရည်အတွက်မတက်သားတဲ့ငမုံကတော့အောင်းဤပြီးဝင်လို့ရတာပေါ့တရက်သားမှာတော့ငကူတွေကတရှောင်းရှောင်းဖြစ်နေတဲ့ငမုံရဲ့မိခင်ရကျမ်းမာရေးအသေးအံဖြစ်တယ်ဒီတော့ဆွေမရှိမျိုးမရှိနှကောင်ကျွန်းနှစ်မျက်နာသမားငမုံဖို့အားကိုးရာသူ့ရဲ့လက်ရှိဥပဝင်းမေဘိုးသေးတဲ့စွာရွာနေတဲ့ကြာမိခင်စိမ့်နေငမုံတယောက်ရွာထဲကိုတုတ်ကြည်တင်ပြေးခဲ့တယ်စေးစရာကိုကျူးချောင်းပြောပြီးဝင်ပင့်တယ် ပြီးတော့စေဝူပေးဖို့အတွက်လင်းရှင်ကြီးစီကိုငွေဝင်ချေးတယ်ချေးငွေကိုနှိဝတ်စာပေးရမယ်လက်တံလောဟာကရေဖြတ်ယူပေးဖို့ပြောတယ်ဥပဝင်ကလက်မခံဘူးပချေးပေးနိုင်တဲ့ပြင် တနစ်စာလောဟာကရဲ့ကျင်းတဲ့တဝက်ကိုနှစ်ပြေးမှပေးမယ်ကြောင်ပြောတယ်ငမုံထမှန်ပြီးတောင်းပန်ပြောတော့ဥပဝင်စိတ်ဆိုတယ်ငမုံတီးခံပြီးထက်အကူညီတောင်းတယ်ဥပဝင်ကမကူညီတဲ့ပြင်ပူဆိုးလာပြီးငမုံကိုရိုက်နှက်တယ်ဒီပြင် အလုတ်ကထုတ်ချောင်းပြောပြီးအကျိုးပေးချေထားတဲ့ငွေကိုလည်းပြန်ပေးဖို့ပြောတယ်။ငမုံဘကဘလို့ပဲတောင်းပန်ပြီးပြောပေမဲ့ဥပဝေလက်မခံဘူး။ကိုထီလက်ရောက်လှုပ်တာပြင်အပြောဆိုရလေပို့ပြီးတော့ဆိုင်းဆိုင်းလာတယ်။ဒါပေမဲ့မိခင်ကိုစိတ်ကူကျင်တဲ့အတွက်ငမုံတူးထောက်ပြီးတော့တောင်းပန်တယ်။သူတို့အတွက်အားကိုးရလေဒီလေရှင်ကြီးတယောက်ပဲရှိတာလေ။မိရဲ့မယားအူယူစိတ်ကူဒီလောက်တောင်အကဲပူနေရတယ်ပေါ့။ဥပဝေစီက တားမိခြင်းကိုပေးစားသမုတ်ပြောတဲ့မယိုင်းတဲ့ခနဲ့စကားဒီစကားကိုကြားတော့ငမုတ်တယောက်မျက်လုံးနဲ့မိဝဲဝဲတောက်ပြီးဘာဆိုဘာမှမသိတော့သူတတိပြန်ကမိတဲ့ချိန်ဥပဝေကောင်မှသွေးတွေနဲ့အိမ်ပေါ်ကနေဒီကိုတိုက်ဆက်လာနေပြီးသူကတော့အိမ်ကြီးကိုမိရှုဖို့မိတော့နေရှိနေတယ်အရက်ကဝိုင်းဆွဲတားလို့အိမ်ကိုမိမရှုပြစ်ပေမဲ့ရိုင်းမှုပိုင်နဲ့ကျူးလွန်မှုတွေနဲ့ငမုတ်တယောက်ထောင်ကြရပြီငမုံကတော့သူ့ဘက်ကရိုက်တင်လို့ရိုက်တာဒါကိုထောင်ကြတယ်ဆိုတော့ ငွေများတရားနိုင်လို့တတိချယူစားတယ်။ရက်ကလည်းသူ့ကိုထောင်ကြောင်းဝေရှင်ဘက်ကနေမျက်နှာလိုက်ပြီးဝိုင်းလုံးကြရဲလို့ထင်မြင်သွားတယ်။ငမုံထောင်တစ်နှစ်ခွဲကြတယ်။ဒီရိုင်းမှုအတွက်ငမုံဝင်လေရှင်ဥပဝေနဲ့အတိုင်းဝိုင်းရအလုံးမုန်းကုန်တယ်။ငမုံထောင်နေရောက်ပြီးသုံးလကြာမှသူ့မိခင်သားစိတ်နဲ့ဆုံးပါသွားတယ်။ငကိုရဲစိတ်ထန်ရရှာသွားတဲ့ငမုံကမိခင်ဆုံးပါသွားမှန်းသိတော့စိတ်ထန်ရပုံမှုပြင်းထန်လာတယ်။ ဒါပေမဲ့ငမုံးကမယူရဲမစံတော့ငွေများလို့တရားနိုင်တဲ့လောကကြီးကိုသူဘကပန်းနဲ့စွန်နဲ့တုံ့ပြန်မှုဆုံးဖြတ်ထားရင်မှန်မှန်သိရတဲ့သူဘကမပါတဲ့လေယိုးတေဝါလုံးနဲ့ရန်သူတော်ဖြစ်တဲ့ဥပဝင်နဲ့အမျိုးတတိုက်ကိုစိတ်ထရနေသူတေးမှတ်ထားရင်ထောင်းဝတ်လွတ်တော့လေယိုးရွာဝဲသူရောက်ပြန်လာတယ်။အရင်သူ့တို့သားမိနေခဲ့တဲ့နေရာလေးကပျက်စီးရွှွင်းနေတာမြင်တော့မိခင်နဲ့အတူနေခဲ့တဲ့အတိတ်တွေကိုပြန်လည်မြင်အောင်မိပြီး ငမုံးရှင်နဲ့နာကြီးစိတ်တွေပူလာရတယ်။ဂျီရက်မှမနေကျင်တော့လောက်အထိစိတ်နာမိပေမဲ့မိခင်နဲ့ဖခင်ကောင်းချခဲ့ရရက်မှု တခြားကိုသူမသွားလို့ဒါကြောင့်လဲရွာနဲ့နီးကပ်တဲ့အဲ့ဒီနေရာကနေမိခင်နဲ့ဖခင်တို့ရှိရာတုတ်တန်ဘက်ငမုံးပြောင်းပြီးတော့နေတယ်။ဒီမှာနေငမုံးနဲ့မှင်းစာတွေနဲ့စုံဖို့ဖြစ်လာတယ်။တဝန်းတကားအတွက်ငားရှာဖားရှာလုပ်ပြီးတစ်ဖက်ရွာလေးစီတွန်းရောက်ရောင်းချပြီးတော့လိုအပ်တာတွေကိုအဲ့ဒီရွာတွေကပဲဝယ်ပြီးငမုံးဖြည့်ရှင်းတယ် ီကြားရင်သူ့မုံနဲ့လေရိုးရွာလူအချို့နဲ့ထိုးဝဲရိုက်ပွဲချို့လည်းရှိခဲ့ဘူးလေတခုသောညနေမှာတော့ငမုံတယောက်ချောင်းရိုးထဲမှာငါဖမ်းရင်ငခုအတော်ကြီးကြီးတကောင်နဲ့တခြားငါတွေတော်တော်များများရှာတယ်သူ့တဲကိုငမုံပြန်ရောက်တော့မှောင်ရင်ပြိုးပြီးငါတွေကိုတစ်ဖက်ရွာစီတွားရောက်ဖို့ကမလွယ်တော့လို့စေကြောကင်ထွေပြီးတင်းစီထားတယ်နောက်နေ့မနေ့ရောက်တော့သူ့တင်းထားတဲ့ငါတွေတကောင်မှမရှိတော့ဘူးငခုကောင်းတဲ့အရိုးတွေတော့တဲပြင်ပဲတစ်ချောက်ပြင်အောင်မှတွေ့တယ်ငမုံအလွန်ဒေါသထွက်သွားတယ် တချောက်ပင်ကိုကန့်ကြောက်ပြီးဆဲဆူတယ်။ထူရိုက်တောင်းကျန်တယ်။တဲပကြလဲမှလဲတရခံလို့ယူဆနိုင်တဲ့ကြွတွေပါတွေလိုက်ရှာတယ်။ဘာစုဘာမှတဲလုံစားရှာမရဘူး။ငမုံဒေါသပြေတော့တွေးကြည့်တယ်။ငါ့တွေတကောင်းမကြောင်ခိုးသွားသူဟာကြွမဖြစ်နိုင်ဘူး။ကြွထက်လဲပူလိုက်မယ်လို့တွေးမိတယ်။မွေလဲဖြစ်နိုင်လောက်ရဲ့။ပြီးတော့ထက်တွေးမိတာဒီကောင်ကတခါရှာဘူး။နောက်တစ်ခါလာဦးမယ်လို့သူထင်မိတယ်။ဒါကြောင့်လဲတရခံကိုသူမိအောင်ဖမ်းမယ်လို့ဆုံးဖြတ်လိုက်တယ်။ ုံးဖြတ်ချက်အတိုင်းပဲညနေခင်းမှာငမုံငားသွားဖန်တယ်။မင်းညားလိုပဲငားရီကိုစိတ်ကြောပြီးတော့တင်းစီတယ်။ဒီတခါတင်းစီရမှာကျိုးတက်ထားရင်ငမားချိတ်တချို့ငားရီပိုက်တဲ့ထဲ့ထားတယ်။အကောင်လိုက်မျိုးတဲ့အကောင်ဆိုရင်တော့မိစီပေါ့။ငားရီကိုအရင်ရက်ကတင်းတဲ့နေရာမှာပဲတင်းထားတယ်။ညဘရောက်တော့အိမ်ရဲမှာလှဲရင်ဘေးဖဲနဲ့ငမုံစောင့်နေတယ်။တကောင်ကြော်တော့ကြတော့ရုပ်တရက်မိခင်းနေဖြစ်သွားတယ်။စက်ကနေပြန်နိုးလာတော့နားထဲမှာជីជីကြက်ကြက်အတန်းတွေကြားမိတယ်။ တေချာနားဆွင့်ကြည့်တော့ငါးရီတင်းထားတဲ့နေရာဘက်ကအတန်တွေတရခန်ရောက်နေပြီဆိုတာသိလို့ငမုံချိဖို့ပြီးတော့ချိတ်ခတ်မိတယ်။ဟင်မြင်ရတဲ့မြင်ကွင်းကသူ့ရဲ့တတတခါမှမမြင်ဘူးတဲ့မြင်ကွင်းလူလူလူကြောင်လူလူအကောင်လေးလေးကောင်ကငါးတောင်းနေရငါးရီကိုနှိုက်စားနေတယ်။နှိုက်စားရင်တကောင်နဲ့တကောင်ဘာရီပြောမှမသိကြီးကြီးကျယ်ကျယ်ပြောနေတယ်။ငမုံထဲထားတဲ့ငမားကျိတ်တွေကတပီးမှအပုံလိုက်လေးတစ်ချက်တစ်ချက်လေးတကောင်နဲ့တကောင်တွန်းတိုးစောကစားနေသေးတယ်။ ငမုံကြည်ရင်နဲ့ဒေါသထိတ်မရတော့လက်ထဲကကြိုက်ထားတဲ့တုံနဲ့ပြေးဝင်ရိုက်တော့တယ်။ငမုံရဲ့တပုံးပုံးရိုက်နှက်မှုစီမှာငားနိုင်စားတဲ့ကောင်လေးတွေခုံပေါက်ပြေးကြတယ်။ဒုတ်ချက်ထိပေမဲ့ကောင်လေးကဘာမှမဖြစ်တော့ငမုံမြင်တော့ပူပြီးတော့ဒေါသထွက်ရတယ်။ဒုကူချပြီးလက်ကြီးနိုင်ဖန်နေတကောင်ကိုမိတယ်။ကျန်းတဲ့သုံးကောင်ကထွက်ပြေးသွားတယ်။ငမုံလည်းသူမိထားတဲ့တကောင်ကိုဖမ်းကင်ပြီးတေချာကြည့်မိတော့မျက်နာလူမျက်နာအောင်မှတဆေနူနူတရင်လူလူပုံစံလေးတွေဖြစ်နေတာတွေ့ရတယ်။ အကောင်လေးကတော့ဖြဲပြီးငမုံးကိုကြောက်ချောက်လန့်နေအကောင်လေးပုံစံကြည့်ရတာကြောက်စရာကောင်းလုံးပေမယ့်ငမုံးကတော့မကြောက်ဘူးခက်တီတီပဲအကောင်လေးကိုကင်ထိုင်းနဲ့မီးတယ်မီးရပါကောင်လေးမင်းစာ အကောင်လေးကအတန်းခက်သေးသေးခက်ဆူးဆူးနဲ့ဖြေတယ်မင်းစာဆိုတာကလေးတည်းရဲ့လေမင်းမသိဘူးလားမသိဘူးကွာမင်းတို့ကကလေးတည်းရဲ့ဖြစ်တော့ငါကဘာလုပ်ရမှာလဲငါသိချင်တာငါငါတို့မင်းတို့စားပြတာအဲ့ဒါကြီးပြန်လို့ချင်တယ် မင်းစာလေးရဲ့ငမုံကိုပြူကြောင်ကြောင်ကြည့်ပြီးအံ့ဩသွားတယ်။မင်းကတကယ်ပဲငါတို့မကြောက်ဘူးလား။ငါကဘာကိစ္စကြောက်ရမှာလဲ။တရှိမရှိနဲ့။ငါငါးကြီးပြန်လို့ကျင်တယ်။အဲ့ဒါမင်းတို့အခုပြန်ပေး။အခုပြန်ပေးလို့တော့ပြန်ရမှာလေ။ပြီးတော့ငါတို့ကငါမဖမ်းတတ်ဘူးလေ။မင်းကငါလေပြီးညစ်တက်ပြီးတော့မေး။ပေးမှလားမပေးဘူးလား။ငမုံကသူ့ကိုလက်ရဖမ်းနိုင်နေရမင်းစာလေးကအံ့အားသင့်နေတယ်။တကယ်တော့ငမုံကငယ်သေးရလက်နေကောင်မှာစေးပေါက်ဘူးလေ။ဒီစေးကြောင့်ပဲမင်းစာကိုမြင်နိုင်ပြီး လက်ရဖမ်းနိုင်ခဲ့တာငမုံဒေါသနဲ့ပြောတော့မင်းစာလေးလန့်ပြန့်သွားတယ်သူတို့ချင်းစကားချေတင်ပြောနေရမြင်တော့တခြားမင်းစာတွေလည်းအနာဟုရောက်လာကြတယ်သူတို့လည်းဒေါသထွက်နေတဲ့ငမုံဝိုင်းပြီးတော့တောင်းပန်တယ်မလုံနဲ့ငါတို့ငါမဖမ်းပေးနိုင်ပြီမိငါရှိမဲ့နေရာကိုရှာပေးနိုင်တယ်ကုလေးကုညီပေးနိုင်တယ်ဒီစကားကိုငမုံစိတ်ဝင်စားသွားတယ်မင်းတို့သိကြလားသိသိကြတာပေါ့ဒါဖြင့်မနေ့ပြန်ကငါဖမ်းဖို့အတွက်မင်းတို့လုပ်ပြီး မလုတ်ပေးရင်တော့မင်းတို့နေရာမိရှုပြစ်မယ်ဆက်ဆက်တွေးတော်မှုရဒီမင်းစာရီကတစ်ချောက်ပင်မှာနေတယ်ဆိုတာငမုံတိမိလိုက်တာမို့ချိန်ချောက်လိုက်တယ်ငါတို့ကလေးငါတို့တီးစေရမယ်အေးပြီးတာပဲငမုံလည်းမင်းစာရီကိုပြန်လှုပ်ပေးလိုက်တယ်ပြီးတော့အိယာဝင်ခဲ့တော့တယ်နောက်နေ့မနေ့ဝင်းလီဝင်းလင်းမှာငမုံစီကိုမင်းစာလေးတွေရောက်လာတယ်ငမုံနောက်ဘက်ကျန်ရိုးပြက်ထင်းမှာငါသွားဖမ်းကြည့်အဲ့ဒီမှာငါးကြီးတွေရှိတယ်အေးငါသွားဖမ်းမယ် မနဲ့လင်းတော်ငမုံလေးပလိုင်းနဲ့ငါဖမ်းဖို့အတွက်လိုအပ်တာတွေယူပြီးတော့ထွက်ခဲ့တယ်။အနောက်ဘက်ယူပြက်ကဂိုင်းနေချုံတွေထူးတဲ့ပြီးလူသူသွားလာနေတဲ့နေရာငမုံယူပြက်ထဲကိုရောက်တော့ငါးတွေပုတ်ပွက်ထနေရမြင်ရတယ်။ငမုံငါးတွေစင်ဖန်တယ်။ငါးကောင်ကြည့်ကြည့်တွေပလိုင်းပြင်းလူနေပါရှာတယ်။မင်းစားရရဲ့ဂရိတီတဲ့အတွက်ငမုံလေးကျိနဲ့သွားတယ်။ချိန်ရှိသေးတဲ့အတွက်ငါးတွေကိုငါးပုံပုံပြီးတပုံးဖယ်တယ်။ကျန်တဲ့လေးပုံကိုသူငါးတော့ရောင်းနေကြ။ တခြားရွာလေးစီကိုလှည့်ရောက်နေနေမိုးလဲလောက်ကြငါရီကုံရှောင်းပြီးပြီငမုံပြန်လာခဲ့တယ်တင်ရောက်တော့ထမင်းစားပြီးတောင်းတမနာတယ်အိယာနိုးတော့ဖဲထားတဲ့တပုံတေချာချက်ပြုတ်ပြီးညနေဆောင်မှာပင်စာရီနေတဲ့တစ်ချောက်ပင်စီကိုသွားပြီးလာစားဖို့ခေါ်တယ်ညမှောင်တော့ငမုံစီကိုမင်စာရီလျှောက်လာတယ်ချက်ထားတဲ့ငါးရီကိုပျော်ရွှင်ခုံပေါက်ပြီးတော့စားကြတယ်ငမုံမင်းစိတ်ထဲကျင်းနေပြီလားအေးကျင်းနေပြီ ငါတို့အမြဲတမ်းဒီလိုချက်ကျွေးပါလားမင်းကိုခုလိုပဲအမြဲတမ်းငါးရှာကူမယ်လေမင်းတို့ကငါ့ကိုဒုက္ခပေးမှာလားငါတို့ကမင်းကိုဒုက္ခမပေးပါဘူးဒါဖြစ်ရင်လည်းပြီးတာပဲငမုံနဲ့မင်းစာတွေနားလည်မှုယူခဲ့ကြတယ်အဲ့ဒီနေ့ကစပြီးငမုံတယောက်ငါးရှာဖားရှာရမှာမင်းစာကောင်လေးတွေကူညီပေးတဲ့အတွက်အစဉ်ပြေပြေရှာဖွေနိုင်တယ်ဒါပြင်တခြားတိုးကောင်တွေတွေ့ရင်လည်းငမုံကိုမင်းစာတွေကလာပြောတတ်တော့ထောင်ပန်းပြုတ်ဖန်ရှာရပြန်တယ် ငမုံးတယောက်တင်္ဂါတစ်ဖက်မုတ်ဆိုးတစ်ဖက်ဖြည့်ခဲ့ရတယ်။ဝင်းဝင်းလေးတင့်တင့်ပြီးအစဉ်ပြေပြေရှိနေတယ်။ဒါအပြင် ပေးယူမြတ်တလုံးရဲ့အတွက်လဲမင်းစားကောင်တွေနဲ့ငမုံးကညီကိုရင်းချလို့ဖြစ်လာတော့တယ်။ပျောက်တဲ့သမားငမုံးအတွက်မင်းစားလေးကောင်ရောက်လာခြင်းက၆တွေ့နေတဲ့သူ့စိတ်ကိုစူပြေနာစေတာအမှန်ပဲ။တခုသောညဒီညငမုံးအတွက်မင်းစားတွေမွေးထားပါတယ်ဆိုပြီးတရင်ကြီးစီတဲ့ညပဲ။ငမုံးကိုညှို့တေးထားဥပဝင်ရ သူ့ရင်ထဲကအမုန်းတရားတွေ ခြေဖြတ်ဖို့သူ့အမျိုးတွေတည်းရပဲလူငှားပြီးတော့အဲ့ဒီညမှာငမုန်းစီကိုတက်ဖြတ်ဖို့စဉ်လို့တယ်ဒီလူတွေဝင်လာတော့ငမုန်းကိုမင်းသားတွေကပြောတယ်ငမုန်းကလည်းမုန်းရင်ဆွဲရှိတော့ရှောင်မပြေဘူးသူ့ကင်ထားရဲ့ဓာတ်သေးနေလို့ဒုက္ကင်ပြီးတော့ရင်းဆိုင်တယ်တစ်ဖက်ကဆင်းရောက်တီးတီးလက်နဲ့ကိုစီနေတကယ်တမ်းခုတ်ကြထိကြဖြစ်တော့ငမုန်းဘက်ကနေမင်းသားလေးကောင်ကူညီတယ်ငမုန်းထိခိုက်မရှိပေမဲ့တစ်ဖက်ကဆင်းရောက်ကတော့ ငမုံရဲ့ရိုက်ချက်မင်းစာရီရဲ့တိုက်ခိုက်မှုကြာအလဲလဲပြူပြူပဲတချို့ဆိုရင်မင်းစာကိုက်တဲ့တန်ရာတွေကိုပေယောဂဆရာနဲ့ကျင်းထန်ကုယူရတဲ့အထိပဲဒီဖြစ်ရဲ့ကြောင့်ငမုံမင်းစာရီမွေးထားရဲဆိုပြီးတိုင်းကြီးနိုင်ဘသူမှလည်းငမုံကိုမထီရဲစလို့စုံရင်တော့ဝေးဝေးရရှောင်သွားတဲ့အထိပဲဥပဝင်းဘက်ကတနည်းမရတော့နောက်တနည်းသုံးတယ်အောင်လန်းနဲ့ငမုံကိုတိုက်ခိုက်ဖို့လုပ်တယ်ဒါပေမဲ့ငမုံကန်ကောင်းသွားတယ်မင်းစာရီကသူတို့ရဲ့မိခင် တုတ်တန်ရှင်မဖဲဝါကူညီတန်းပြီးတော့မဖဲဝါငမိုးစီကိုတိုက်ခိုက်လာတဲ့အောက်လန်းစီရင်မှန်သမျှကိုဖေရှားပေးတယ်။ငမိုးကမဖဲဝါမမြင်ဘူးဝိမေ။ဒီအကြောင်းတွေကိုမင်းစာရီပြန်ပြောလို့သိရတယ်။ဒီအတွက်မဖဲဝါကိုလည်းငမုံစားတော့ချက်ပြီးပတ်သားခဲ့တယ်။စားတော့ဆက်ချိန်မှလည်းအမေမဖဲဝါရဲလို့တခုတည်းကသုံးလုံးပင့်ဖိတ်ခဲ့တယ်။တစ်ဖက်ကဥပဝင်ရတော့အောက်လန်းနဲ့တိုက်မရလို့နည်းနည်းငြိမ်သွားတယ်။တံပြန်ထိခံရတယ်လို့လည်းငမုံသိရတယ်။ ဒါပေမဲ့လုံးလုံးလက်လက်တော့ဒါရီငမုံးစိတ်မဝင်စားအောင်မင်းစာရီရဲ့အကူအညီတွေနဲ့ငွေသေးအဆင့်ပြင်းလာချိန်မှာဂညူတီအာဂါတတွေအတွက်သူ့ဘဝတိုးတက်ဖို့ငွေရှိမှလူရဝင်တဲ့လောကကြီးငွေပြည့်နဲ့ခက်ဆောင်တင်မှုရာငမုံးပြောင်းပြီးတော့စဉ်းစားတယ်။ဒီနေ့ကငမုံးပဲအလေးသားလာတယ်လို့ပြောရမယ်။မင်းစာရီပေါ်စိတ်ကောင်းရှိနှုန်းနဲ့ငမုံးကအကျိုးထူးတဲ့တံပြန်မှုရှားခဲ့တယ်။တညသားငမုံးအိပ်ပျော်နေတော့မင်းစာရီရောက်လာတယ်။ငမုံးငမုံး မင်းကိုအရေးတကြီးပြောချင်ရှိတယ်။မပြောမလို့လေ။ငမုံအိတ်ချင်မူလူနဲ့မေးတော့ငပိုးဆိုရင်မင်းစားမင်းချမ်းသာမင်းအရေးကွာ။ငမုံငောက်ခနဲထထိုင်တယ်။ဘာများလဲပြောပါဦး။တင်းချိုင်နေရကူပြတဲ့လုံးနဲ့မှာရွှေရင်းကားကြီးငါတို့တွေ့ထားတယ်။တွေ့ထားတာကြပြီ။မင်းကိုပေးချင်ကြောင်းအရှင်မစီကိုခွင်တောင်းထားတာ။အခုအရှင်မမင်းကသူ့မွေးစားသားတဲ့။သူခွင့်ပြုတယ်တဲ့။အဲ့ဒါမင်းတွားယူပြီးတော့မင်းမယူရမှာလေ။လာလိုက်ခဲ့ မေဆာရီရဲ့ကျေးဇူးနဲ့ဥက္ကူအောင်ပြက်စီရဒင်းကားပြားတွေငမုံရှားလိုက်တယ်။ပမာဏငမုံဘဝကိုပြောင်းလဲသွားစေတယ်။လေယူရွှန်မှာတင်းကြိုင်နာနေတဲ့ညနေမွေးငမုံကနေချင်းညချင်းပဲငွေကြီးချမ်းသာသူဖြစ်သွားတယ်။ငမုံရဲ့ဒီလိုပြောင်းလဲခြင်းနဲ့တူတစ်ဖက်ကဥပဝင်ရကျမ်းမာရေးချွတ်ချုံကြရပြီးစီးပွားရေးကလည်းကျဆင်းလာတယ်။ငမုံကငွေနဲ့စီးပိုးပြီးဥပဝင်ပိုင်ဆိုင်မှုတွေကိုသိမ့်ဝယ်တယ်။တစ်ဖက်မှာလည်းတုတ်တန်နေရမိခင်နဲ့ဖခင်တို့ရဲ့မြေပုံကို ခန္ဓာရည်ရွှေရောင်ဥက္ကူတွေတိဆောက်တယ်လို့သူ့ရဲ့မွေးစားမိမက်ခွဲဝါအတွက်ကိုလည်းနန်းတစ်ခုတိဆောက်ပေးတယ်။မင်းစားရည်အတွက်လည်းလေးစရာဖြင့်နန်းငယ်လေးတစ်ခုတိဆောက်ပေးတယ်။ပြီးတော့သူ့ဘောငွေများတရားနိုင်တဲ့လောကကြီးကိုငမုံငွေတို့ကြီးခစောင်းတင်ပြီးတံပြန်မှုတွေစလာတယ်။ဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲသူတို့တနေ့လုံးမှာမိုးခေါင်ရေရှားပြီးတင်းနံပြက်စီးရတဲ့ကပေးဆိုင်တော့ငွေဖျားရှိတဲ့ငမုံလောက်ကို အားလုံးကြဆင်းရတယ် အချိန်ခဏအတွင်းမှာပဲငမုံအားလုံးစီးပိုးနိုင်ခဲ့တယ်။လေယူတိမ်ပါလုံးကငမုံကိုအရှင်ကဘလို့ပဲမုန်းခဲ့ပါစေ။ခုတော့ငမုံလောက်ကိုတက်ဆင်းရတယ်။ငမုံကလည်းအနာကိုသိတော့နာနာဖိပေးတယ်။ချိုးနေဖဲ့ရွက်ပြီးစီးပိုင်နေအောင်နင်းတယ်။ဘသူမှငမုံကိုတန်မပြန်နိုင်ဘူး။ကိုရမအလုံးမုန်းတီးကြောင်ဆိုးတယ်။ချိန်စာတိုက်ကြတယ်။ရှေ့မှာတော့မကြည့်သွားပြဲခါးစားရင်ပေါ့။ကြာတော့ငမုံကလုံးသမ ्या ဖြစ်နေတဲ့သူ့လောကကြီးမှာ သူလုံးသမျှအမှန်လို့ထင်မြင်ယူဆလိုက်ဒီလိုထင်လာတော့အမှန်မမြင်တတ်တော့အညိုသေးလူရဲ့မိုက်တိုက်ဖုံးလွှမ်းရငမုံးကလူလူလိုတော့မမြင်နိုင်တော့ပဲနိုင်ထက်စီနေပြုတ်တဲ့အထီကိုတစ်ဖက်ကန်းသမားဆက်လိုက်သူရဲ့မဟာရှန်သူတော်ကြီးဥပဝင်းကိုဆိုရင်သူ့ရှိစီမှာပဲကောင်းဝေးလို့တောင်းမရင်တေခဲ့ရတဲ့အထီငမုံးလုတ်ပြခဲ့တယ်ဒါရီကတော့ဘဝအပြောင်းလဲတွေနဲ့ငမုံးရဲ့အကြောင်းတွေပေါ့သူတို့တရားမူလပြန်တိုင်းရင် ဒီနေ့တဆူစီမှာတမထထိုင်နေမိတယ်။သူတော့သူတော့မျက်လုံးဖွင့်ကြည့်တော့သူ့ရှိမှရက်နေတယ်။ဆရာဖြစ်သူဥစာတီကိုတွေ့တယ်။ဘိုင်းလာတယ်ဆိုတော့ကြောင်းထုပြန်ပြီးထင်းတယ်။ဟုတ်တယ်။လေယူးကျော်ပြဒနာကိုမင်းသွားပြေရှင်းရမယ်သူတော့။ဘလို့ပြဒနာမျိုးလဲ။တင်းကျန်းရှင်မှမဖဲဝါပန်းဝေဘုရားလောကသားတို့ရဲ့ကုညီနဲ့ချမ်းသာသွားရအမားပေါ်အမားစင်နေတဲ့သူတယောက်ပေါ့။အဲ့ဒီသူမင်းကခြေချုပ်ဆုံးမပေးရမှာ။ သူ့မဖေးဝါရကူညီနေရလားဒီလိုဆိုသူတော်သူ့ကိုဘလို့ဆုံးမချိတ်ချွရမှာလဲသူ့ကိုအကျွတ်တရားရစေပြီးတာသနာပံဝင်စေရမယ်သူကထုံးပေါင်းမဲ့ပုဂ္ဂိုလ်တယောက်ပဲဒါပေမဲ့ကဝေးတကောင်ကိုတိုက်ခိုက်နေရဆုံးတကောင်ကိုဆုံးမာတာတစီတကောင်ကိုချိတ်ချွတာအဲ့ဒါတွေထက်လူတယောက်ကိုချိတ်ချွဖို့ကပိုခက်တယ်ဒါကြောင့်ဂယုဆိုင်ပြီးတော့ကောင်းဆုံးလုပ်ဖို့တော့လိုတဲ့သူတော့ဘာကြီးတောင်ပြောတယ်ဆိုတော့ဒီလိုချိတ်ချွဖို့ဆိုတာတော်ခက်မဲ့ပုံပဲဟုတ်တယ် အဲ့ဒီအတွက်တင်ကျန်းရှင်မစီအရင်ဝင်တွေ့ပါပြီးရင်ကျိုးချောင်းပြောပြီးကုညီတောင်းဘာဆက်လို့ရမလဲဆိုတာအဲ့ဒီကြရင်တော့သိရှိနာမှာပဲကောင်းပါပြီပါရင်ဥစာတီနေရာနေလှည့်ထွက်သွားတယ်သူတို့လည်းတမထပြုတ်ပြီးလွယ်အိတ်ကောက်နေတယ်ဒီနောက်လက်ရိုးရွာစီဥတီနာခဲ့တော့တယ်ငမုံတယောက်သူ့ကိုယ်သူဂုံးမောက်လုံးစွာနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရွှေအစင်တစားတွေစင်ရင်ထားတယ်ငမုံသူ့ကိုယ်သူပြန်ကြည့်ပြီးသဘောတွေကြရင် တဟာဩဟိရှိမောတယ်ပြေခိုက်မှာပဲကောင်းကင်တစ်ခုလုံးမဲမောင်လာပြီးမိုးတီမိုးပေါက်တွေကျဆင်းလာတယ်မိုးရီဇက်တွေကျမှငမုံလန်းပြောက်သွားတယ်ဘဲစီကိုသူ့တော့ရမှမသိဘူးဖြစ်နေတယ်ပြေခိုက်ပွတ်ထနေဖြစ်တဲ့သူ့ရှိရမြေပြင်ဟာတုတ်တန်တစပြင်ဖြင့်ပြောင်းသွားတယ်အခုအကျိုးပြက်တွေပိတ်ရွက်နေရဲ့မှတ်တိုင်တွေမြေပုံတွေကမိုးဆက်တွေကျမှအစီရင်ရှိနေတယ်ငမုံအာအသိမ့်ပြီးကြည်နေတော့မြေပြင်စီကတုန်ဟင်းလာတယ်ပြီးတော့မြေပုံတွေ ဥကူရေချာနေဂုံဂုံကွားကွားနေလူသေးကောင်းနေအများပြားထွက်လာတယ်။ဒါဒါရီယာငမုံတုံလုံးမိပြီးရေရွတ်မိတယ်။လူသေးကောင်းတွေရဲ့ငမုံစီကိုဥတီပြီးရိုင်းတိရိုင်းထိုးတမျိုးဂုံကွက်နဲ့တဖုံတချို့ကလေးဘက်ထောက်ကြီးတွေခေါင်းရဲ့ကိုရွေးနဲ့လာနေကြတယ်။ငမုံအခြေအနေမဟန်လို့နေရာထွက်ပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့သူ့ရဲ့ခြေောက်တွေကမြေကြီးမှာကန့်နေပြီးပြေးလို့မရတော့ဘူး။အလောင်းကောင်းတွေရဲ့ငမုံနားကိုရောက်လာတယ်။အလောင်းတွေကိုငမုံအနီးကမြင်ရတော့ အလွန်အားသင့်ရပြန်နေလောင်းကောင်တွေကလေယူးရွာတက်ရှိထင်ရှားရွာသူရွာသားတွေဖြစ်နေတယ်လောင်းကောင်တွေကငမုံစီကိုရှောင်လာပြီးတချို့ကငမုံကိုကုတ်ချစ်ဆွဲဖဲ့တယ်တချို့ကငမုံကိုကိုက်ကြတယ်ငမုံအလွန်သွေးပြက်ခြောက်ချားရတယ်ဖိနေတဲ့ကြားနေအာကုံအော်ဟိရုံးကန်မိတယ်ငမုံရဲ့ရုံးကန်ဘူးကအိယာဘေးရကလက်ထံကိုကန်မိပြီးလဲကြတန်တဲ့အတူငမုံအိမ်မက်ကနေလန့်နိုးလာတယ်ငမုံတကူလုံးချွေးတွေရွှဲနေလို့ ငါအဲ့ဒီအိမ်မက်ကိုထတ်မှတ်တာပဲငမုံသူ့ကိုယ်သူပြန်ဆန်းစင်ရင်ရှိရုံမိတယ်တော်သေးရပေါ့အိမ်မက်ဖြစ်နေလို့သုံးရက်လောက်ကြာတော့ဒီအိမ်မက်ကိုပဲထတ်မှတ်ပြန်တယ်ဒီအချိန်မှာတော့အိမ်မက်ထင်းရအလောင်းကောင်တွေသူ့စီကိုရောက်လာတဲ့အချိန်မှာကျုပ်တည်းရဲ့ယောဂီတယောက်နဲ့ဝါရောင်ထက်ဝစ်ဆင်ထားတဲ့အမေဦးတယောက်ရောက်လာပြီးအလောင်းကောင်တွေကိုမောင်းထုတ်တယ်အလောင်းကောင်တွေပျောက်သွားတော့ငမုံလင်းအားကိုးတဲ့ကြီးနဲ့ယောဂီဝစ်ဆင်သူနဲ့အမေဦးကြီးနာကိုပြေးမိတယ် ကျေးဇူးကြီးနာပါတယ်ကျေးဇူးရှင်တို့ရေကျုပ်ကလေအဲ့ဒီအနောက်ဆောင်တွေနှောက်ရက်နေရကြပြီခုလိုကျေးဇူးရှင်တို့တာရောက်မလိုက်ကျုပ်ဘာဖြစ်မယ်မပြောတတ်ဘူးဗျာယောဂီကဘာမှမပြောအမေအိုကြီးကငမုံရဲ့ကောင်းကိုမိခင်တရားလိုကျင်ကျင်နာနာနဲ့အုပ်ကင်နေငါသားမင်းအိမ်မက်ဆိုးတွေမက်နေတာကွအိမ်မက်ဟုတ်တယ်ကျုပ်အိမ်မက်ဆိုးတွေမက်နေတာကျုပ်အဲ့ဒီအိမ်မက်တွေမမက်ချင်တော့ကျုပ်ကိုကူညီကြပါဦးငမုံပြောတော့ ယောဂီဝင်းနဲ့လူငယ်ရစူးစိုက်ကြည့်ပြီးခမည်းသင်ငန်းစီးတင်တယ်လို့ထင်တယ်။ကျန်းဟုတ်တယ်ခမည်းသင်ငန်းစီးတင်တယ်ခမည်းစိတ်ထဲမှာအညူတီအာဃာတတွေပိမ့်ပိမ့်အောင်မှောင်နှုံးနေစေတယ်။ကုငမုံခမည်းစိတ်ထဲအညူတွေအတွက်တံပြန်မဲ့အစီအစဉ်ကိုရှုပ်သိမ်းလိုက်ပါ။မင်းဆိုတာသူ့ပူစီခြင်းကိုရံရအရင်အပူခံရတတ်တယ်။အင်းငိမ့်နဲ့အရေးစီမှာခမည်းရှိတင်နေပါပြီ။အင်းငိမ့်နဲ့အရေးဟုတ်လား။အဲ့ဒါပါလဲ။ လောကမှာအင်းငင်းရမြတ်ဗုဒ္ဓရဲ့တရားပဲဗျခမားစီမှာပူနေသည်မြဒီလိုအိမ်မက်ဆိုးရမကြကနဆက်မနေဦးမေကြာရင်ခမားလုံပါပါပြီးဒုက္ခရောက်ရလိမ့်မေသူကတော့ခမားဘာလို့တင်နေဆိုတာအကြံပြုရုံပါပဲကျန်တာတော့ခမားကိုစိတ်နဲ့ကိုသဘော သုံးသက်ဆုံးဖြတ်ပါကျုပ်ကဆုံးဖြတ်ရမယ်ဟုတ်လားငါသားအမေတို့ကိုခွင့်ပြုအောင်တရားယောဂီသူတို့အကြံပြုတာကိုငါသားအလေးနဲ့တွေးတော်စဉ်းစားဖို့ ပြောပြီးတာနဲ့အမေဦးကြီးနဲ့ယောဂီဝေလူငယ်ငမုံနာကနေလွင်ငနေဖြစ်ပြီးပျောက်ကွယ်သွားတော့တယ်။မေးဆရာသူတော်နေနေချင်ပါဦးငမုံအော်ဟေးရင်အိယာလက်လို့လာတယ်။အိယာလည်းမှငမုံထိုင်ပြီးတွေးတောနေမိတယ်။သင်ငန်းစီရမယ်။ငင်းချင်ရအစိတ်ကိုရှာပွေရမယ်။ငမုံဒီစကားကိုပဲတွင်တွင် ရေရွတ်နေမိတော့တယ်။အချိန်ဘလောက်ကြာအောင်ရေရွတ်မိတယ်မသိ။နားထဲမှာကြေးစီတန်တလွင်လွင်ကြားမိတယ်။စိတ်ကဘာကြောင့်မှမသိ ကျေးစီတန်ကြားရောက်ထွက်ကြည့်ခြင်းမိတယ်။ငမုံအိတ်နေရာထလိုက်တယ်။တင်းရှိပြင်းမောက်ကိုပြေးနှမ်းထွက်ပြီးထွက်ကြည့်မိတယ်။ချိုးစစ်စနီအောင်ဖြတ်ဖြတ်အောင်မှာနီဆွေးတဲ့တင်ငန်းတွေကိုကြီးညူစပွဲရှုံပြီးတပိတ်ပိုက်ပြီးဆုံးခံနေတဲ့တန်ကားတော်တွေကိုငမုံဖူးတွေ့ရတယ်။သူ့တသက်အခုလိုမြင်ခွင်းကိုဘယ်တော့မှမမြင်ခဲ့ဘူးသလိုစိတ်ကခံစားရတယ်။အရှင်ကမြင်ဘူးတာတွေရှိတော့ရှိနေမယ်။ဒါပေမဲ့စိတ်ဝင်စားပါမှမြင်မိမှတ်သားမိတာက လူသဘာဝဆိုတော့အမတ်တမေဖြစ်ခဲ့တာဖြစ်မယ်ဘလို့ပဲဖြစ်ဖြစ်ခုတစ်ခေါက်မှာတော့ငမုံအတွက်မြင်ကွင်းကိုကြည့်ရင်စိတ်စဉ်အေးချမ်းမှုခံစားရတယ်ငမုံဆုံးဖြတ်ချက်တခုချလိုက်တယ်ဒီဆုံးဖြတ်ချက်ကအားလုံးသိကြမယ်ထင်ပါတယ်တပည့်တားငမုံတယောက်ရွာဦးကျောင်းစီမှာစံအုပ်ပယ်ပြီးတင်ငန်းစီးပြီးတော့အရှင်ဩဘာသာပွဲခံယူတယ်တင်ငန်းစီးချိန်မှာသူရုတ်တယောက်သူ့ကိုဆူဆူဆက်ဆက်လာပြီးကြည့်နေတာကိုငမုံတစ်ဖြစ်နဲ့ အရှင်ဩဘာသာမြင်တွေ့ရတယ်။တင်းငန်းစီပီးတပတ်ကြာမှာငမုံတစ်ဖြစ်နဲ့အရှင်ဩဘာသာရှင်ရအညိုတရားတွေပယ်တက်နိုင်ပြီးအင်းငင်ရအစ်စ်မန်ကိုခံစားသိမိနာရတယ်။ဒါကြောင့်လဲတင်းငန်းဝင်းနေပဲရှားတပ်ပန်နေထိုင်ရင်းစစ်မန်နဲ့အင်းငင်ရစီတွားဖို့ဆုံးဖြတ်လိုက်တယ်။သူပိုင်ဆိုင်နာတွေအကုန်လုံးလေတရွာလုံးစီကိုပြန့်ကျက်ပြီးလှူဒန်းလိုက်တယ်။အလှူရဲ့အဆူဆူသောကုသူတို့ရှည်စက်ချအများတန်းပေးဝေတယ်။အများတန်းပေးဝေရမှာ ုခင်မင်းနဲ့ကျေးဇူးရှင်မင်းသားလေးကောင်တဲ့အတူတင်ကျိုင်းရှင်မနဲ့ယောဂီသူတော်တို့တခုတ်တရံအမြတ်တမ်းပေးဝေတယ်။ဒီကံအလူမန်းတဲ့ရဲ့တောက်တနေရာစီမှာရှိနေတဲ့တင်ငန်းစီတုံးကစူးစူးဆိုင်ဆိုင်ကြည့်နေခဲ့တဲ့သူယူကဝန်တာအဲလဲတာရုခေါ်တာမြင်ခဲ့မိတယ်။ညာရောက်တော့အရှင်ဩဘာသားရဲ့အိမ်မက်ထဲကိုအမေဦးကြီးရောက်လာတယ်။အမေဦးကြီးကရှင်ဩဘာသားကိုပြုံပြုံကြီးစိုက်ကြည့်ပြီးအမေသားကိုခုနုဖူးတွေးခွင့်ရှာလို့အမေကြည်နဲ့ရပါတယ်။ ဂျင်ယူပြောသွားခဲ့တယ်။အမှန်တော့ငမုံးဆိုတဲ့လူတကာမုန်တီးခံရသူဟာကောင်းမွန်တဲ့လှုပ်ဆောင်မှုတစ်ခုနဲ့အဆုံးသတ်တခိုင်းဆက်သွားခဲ့တယ်။ငမုံးကနေတခိုင်းဆက်ပြီးအရှင်ဩဘာသားဖြစ်သာသနာ့ဝန်ကိုထမ်းမဲ့ပုဂ္ဂိုလ်ကတော့တနေ့အကြာမှာတဝါရရှိပြီးမှတော့ရွာစီကနေတောရက်စီကိုအပြေးတိုင်ထွက်ခွာသွားခဲ့တော့တယ်။လေယူရွာသူရွာသားတွေကလည်းချုံနာမှုကင်းပြီးအကြောက်တရားကင်းစင်လေလွတ်လပ်ရွှင်လန်းတဲ့ဘဝကိုရရှိခဲ့ကြပြီ။ မင်းစာလေးတွေရတော့မြမုံတစ်ဖြစ်နဲ့အရှင်ဩဝါဒလူတန်းမှုအစုစုတွေကိုရေးဆက်သုံးချအမျှပေးဝေချိန်မှာတာရုကောင်းစွာခေါ်ရပြီးကျွလို့သွားခဲ့တာပေါ့ဇလန်လေးကဒီမှာပဲပြီးဆုံးသွားပါပြီနားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်